ွန့်ပြိုးစဲနိုင်ငံတွေကနေ American C ရွှေပြောင်းအခြေချမှုအားလုံးကိုအပိတံရက်ဆိုင်ထားရမယ်လို့ American သမ္မတ Donald Trump ကပြောကြားခဲ့ပါတယ်။ American ရဲ့စနစ်တွေအပြည့်အဝပြန်လည်နလန်းထူလာဖို့ဆိုရင် အခုလိုဆုံးဖြတ်ချက်မျိုးကမဖြစ်မနေလိုအပ်တယ်လို့ Trump ကလူမှုကွန်ရက်မီဒီယာ Truth ပေါ်မှာရေးသားထားခဲ့တာဖြစ်ပါတယ်။ဖွံ့ဖြိုးစဲနိုင်ငံတွေကနေ American C ပြောင်းရွှေ့အခြေချမှုအားလုံးကိုအပိတံရက်နာထားမှာဖြစ်ကြောင်းဒါမှသာ American နိုင်ငံသားအများအပြားရဲ့ ရပိုင်ခွင့်နဲ့နေထိုင်မှုပုံစံတွေတတိတိတိုက်စားဖြက်စီးခံနေရတဲ့လူဝင်မှုကြီးကြပ်ရေးမူဝါဒတွေနလန်ပြန်ထူလာမှာဖြစ်ကြောင်းဆိုပါတယ်။အာဖဂန်နစ္စတန်ကနေရွှေ့ပြောင်းအခြေချလာသူတဦးကနိုဝင်ဘာ26ရက်နေ့မှာအင်ဖြူရိုနာလုံခြုံရေးစောင့်ကြပ်နေတဲ့အမေရိကန်စစ်မှုတန်းနှစ်ဦးကိုပြစ်ခတ်ခဲ့တဲ့ဖြစ်စဉ်ရှိခဲ့ပါတယ်။ဒါပြီးမှပဲထရမ့်ကပြည်ပအခြေချမှုတွေအပေါ်ပုံမဖိနှိပ်ပိတ်ပင်တဲ့လူဝင်မှုကြီးကြပ်ရေးမူဝါဒစက်မှတ်မှုတွေကိုခက်မြန်မြန်အကောင့်ထဲပေါ်လာခဲ့တာဖြစ်ပါတယ်။ ထရမ့်ကဒီပြစ်ခတ်မှုကိုအကြမ်းဖက်လုပ်ရက်တစ်ခု အမျိုးသားလုံခြုံရေးကိုအကြီးအကျယ်ချိန်ချောက်တဲ့ကိစ္စတစ်ခုလို့လည်းဆွဆွဲထားပါတယ်။ပြစ်ခတ်မှုအပြီးနိုင်ပိုင်းအတွင်းမှာတင်ပဲထရမ့်ကအာဖဂန်ကနေအမေရိကန်စီပြည်ဝင်ခွင့်ရှောက်ထားမှုမှန်သမျှကိုလည်းပိတ်ပင်ခဲ့တာပါ။နောက်တစ်ဆင့်အနေနဲ့နိုဝင်ဘာ29ရက်နေ့မှာတော့အမေရိကန်ရဲ့နိုင်ငံသားနဲ့လူဝင်မှုကြီးကြပ်ရေးဌာန USCIS ကအမေရိကန်နဲ့အာဖဂန်တို့အပါအဝင် နိုင်ငံပေါင်း16ခုကနေအမေရိကန်ကိုရောက်လာပြီးအမြဲတမ်းနေထိုင်ခွင့် green card ရထားသူတွေကိုပါပြန်လည်စီစစ်မယ်လို့ထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒီပြန်လည်စီစစ်မယ်လှုပ်ထုံးလုပ်နည်းတွေကိုလည်းအသေးစိတ်မသိရသေးပါဘူး။ Trump က American မှာဒုက္ခသည်အဖြစ်ခိုးလုံနေသူတွေဟာနိုင်ငံရဲ့လူမှုဝန်ကျင်ကိုထိခိုက်ပျက်စီးစေတယ်လို့စွပ်စွဲပြီး American ရဲ့ပြန်မျှစံနှုန်းတွေနဲ့မကညီတဲ့ဘသူကိုမဆိုဖယ်ရှားသွားဖို့ဆုံးဖြတ်ထားကြောင်းလည်းပြောပါတယ်။ Trump က Afghan နဲ့နောက်ထပ်နိုင်ငံပေါင်း၁၀ခုကနိုင်ငံသားတွေကို American စီလာရောက်လဲပတ်ခွင့် 那三班的那个北边地面特别平坝一些。